လာပါရှင်ရခုံခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မောင်တော်တိုင်ပွဲမှာဒူရဲမှုပါဝင်ရဲရှိဦးဟာလင်းဝင်လာပြီးစစ်သား36ဦးကိုအရှင်ဖမ်းမိကမောင်တော်နဲ့ကျင်းလီမျိုးတို့ကိုအေကမကြမီမှာ အလုံးစုံသိမ့်ပိုင်နိုင်တော့မှာဖြစ်ပါလေလေဗရန်လွန်နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တကဲမှုစစ်သား20ကျော်သေပြီး10ဦးကိုအရှင်ဖမ်းမိကလက်လက်မျိုးစုံအလက်30ကိုတိစေရရှိခဲ့တဲ့တဲ့င်းပါဝင် နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ရခိုင်ပြည်မောင်နှုံးမြို့သိန်းတိုက်ပွဲမှာမြို့နယ်ဒူရဲမှုပါဝင်ရဲရှိဦးကလက်လက်ချအလင်းဝင်လာသလို စစ်ကောင်စီတပ်သား36ဦးကိုစစ်တုံးပန်းဖြင့်အရှင်ဖမ်းမိခဲ့တယ်လို့အေကသတင်းထုတ်ပြန်ထားပါဗျ။အဲဒီလိုအလင်းဝင်လာသူတွေစစ်တုံးပန်းတွေနဲ့တူလက်လက်ခရံအများပြားကိုလည်းတင်းဆဲရမိတယ်လို့အေကထုတ်ပြန်ထားပါဗျ။မောင်တော်မှုသတင်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကနေ ARA ASA ISO တို့အပါအဝင် စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားတဲ့လက်နက်ကင်တွေက အရခတက်တော်အေကိုပူးပေါင်းတက်ခတ်နေတယ်လို့အေကလည်းအဲ့ဒီအကျမ်းဖက်စစ်ကောင်စီဩဇာကံလက်လက်ကင်တွေတက်ကတချို့ကိုလည်းဖန်စီရမိထားရလို့သတင်းထုတ်ပြန်ထားပါဗျ။ဒါအပြင်မောင်နှုံးမြို့နယ်ကျေးရင်လီမြို့ကိုတိမ့်ပတ်ရရှိရန်နိကက်မြင်နေပြီလို့အေကသတင်းထုတ်ပြန်ပြောဆိုထားပါဗျ။ စစ်ကောင်စီဘက်ကလည်းမောင်တော်မြို့နယ်တင်တလီမြို့မကြဆုံးစေအတွက်ကြီးရည်လေသုံးခုစလုံးနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေရလို့လည်းသိရပါဗါရရခတက်တော်အနေနဲ့အရင်စည်ရည်မှန်းချက်တိုင်းအရခဒေတာတွင်လက်ကျန်မြို့တွေကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲရင်းလက်လက်ချအညံ့မခံတဲ့ခုခံနေတဲ့ရန်သူစခန်းတိုင်းကိုဆက်လက်ချိန်မုံသွားမှာဖြစ်တယ်လို့လည်းအရခတက်တော်အေကပြောဆိုထားပါတယ်ရှင်။ ပဲခူးတိုင်တဲ့တဘောက်ကိုတက်ဆက်ပေးကြပါရယ်ပဲခူးတိုင်လက်ပန်းမြို့နယ်ကအကြက်ဖက်စစ်ကြောင်းကိုကြားဖြတ်တက်ခရာမှာ စစ်သား20ကျော်ဟာတေသွားပြီးစေအုပ်ကိုအရှင်ဖမ်းမိကလက်လက်မျိုးစုံအလက်30လက်ကိုတင်းဆက်ရရှိခဲ့လို့အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပြောဆိုထားပါရယ်ဩဂတ်စာ24ရက်နေ့မှာလက်ပန်းမြို့နယ်ပဲခူးရိုးမှာရေငန်ကျွရနေအင်အား100ကျော်ပတ်ဝန်းတဲ့အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်တပ်မတော်ကဂျားဖြတ်တိုက်ခတ်ရာမှာအကြမ်းဖက်စစ်သား20ကျော်ဟာထေသွားတာဖြစ်ပြီးစစ်တုံးမှန်10ဦးကိုဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲတွေမှာအကြမ်းဖက်တပ်သားတွေစီကနေလက်လက်ခရမ်း30ကျော်နဲ့ငွေသား25သိန်းကျော် ဖုန်းရှစ်လုံးတို့ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗျ။အကြက်ပဲစစ်ကြောင်းကတော့အထိနာသွားတဲ့အတွက်ပြန်လဲဆုတ်ခွာသွားတယ်လို့အမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ထမ်းကတည်င်းထုတ်ပြန်ထားပါဗျ။တိုက်ပွဲတွေမှာတည်ဆုံးခဲ့တဲ့အကြက်ပဲစစ်သားအလောင်းတွေကိုလက်ရှိချိန်ထိကောက်ယူမဲ့သူမရှိသေးတဲ့အတွက် ပုတ်စော်နှံ့တွေတော်တော်ထွက်နေတယ်လို့တာရီခရန်တရင်383ညနဲ့သတင်းနယ်ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူရကရန်ကုန်ခေတ်သစ်တရင်နနာကိုပြပြပါရယ်အမျိုးသားညညရေးဆိုရကာကွယ်ရေးဝန်ထမ်းအနေနဲ့စစ်တောင်းမြဝန်စုံမရင်နဲ့ပဲခူးရုံးမှထိုးဖောက်ရေးစစ်ရေးစီမံချက်တွေချမှတ်ထားပြီးစစ်ရေးလှုပ်ရှားမှုတွေကိုစောင့်ရနေတာဖြစ်တယ်လို့လည်းသိရပါရယ်ရှင့် ဆက်လက်ပြီးတော့စကိုင်းတိုင်းအင်းတော်မျိုးရဲစခန်းနှစ်ပါးလမ်းစုံနဲ့နှစ်ပါးရွာဖုံရင်ကျောင်းကစစ်စခန်းတွေကို KIA ပူးပေါင်းတပ်ကတိုက်ခတ်သိမ်းပိုက်လိုက်ပြီးရဲစခန်းအချုပ်ခန်းကအချုပ်သား16ဦးထဲမှနည်းကိုလည်း ကဲထုတ်နိုင်ခဲ့လို့မြေပြင်စေးသတင်းမြစ်ကဖပြပါရယ်။ဩဂတ်စာ16ရက်နေ့ကနေစတင်ပြီးအင်းတော်မြို့ကိုတော်လန်းတွေကဝင်ရောက်တိုက်ခတ်ခဲ့ရမှာအင်းတော်မြို့မှာရဲစခန်းတွင်အကြမ်းဖက်စစ်သားနဲ့ရဲတွေအားလုံးဟာအင်းတော်မြို့အခြေဆိုင်စစ်တပ်အတွင်းကိုပြောင်းရွှေ့သွားလို့လည်းသိရပါရယ်။အဲလိုပြောင်းရွှေ့သွားတာကြောင့်ဩဂတ်စာ24ရက်နေ့မနေ့ပိုင်းမှာ အင်းတော်မြို့မှရဲစခန်းအတွင်းကိုတော်လန်းတက်တွေကဝင်ရောက်ပြီးနေမြေရှင်းလုဆောင်ခဲ့ကအချုပ်သားတွေကိုကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီအချုပ်ထဲမှာတော့နိုင်ငံရေးအကျဉ်းသားတော်တော်များများကိုတော့ကပားထောင်ကိုပို့လိုက်တာဖြစ်ပြီးအခုနောက်ပိုင်းမှာဖမ်းဆီးထားတယ်လမ်းသွားလမ်းလာခီးတယ်တွေပဲရှိတော်တယ်လို့မြေပြင်စည်တဲ့တွင်ကရန်ကုန်ခေတ္တတွေနှာကိုပြပြပါဗါးဒါအပြင်နဘာလမ်းဆောင်ကအကြက်ဘက်စစ်ကောင်စီတပ်စခန်းနဘာကျွာအတွင်းဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့အကြက်ဘက်စစ်ကောင်စီစခန်းတို့ကို တော်လဲတဖွဲ့တွေကအပြည့်အစုံတိမ့်ပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့အင်းတော်မျိုးအခြေဆိုင်အကြက်ဖက်တက်စကန်ကိုလည်းထိုးစစ်စင်တက်ခံနေရမှာအကြက်ဖက်စစ်တပ်ကလည်းလေချောင်းပစ်ကူနဲ့ခုခံနေရလို့သိရပါတယ်။ဒီတက်ခံမှုကို KIA ABS ရဲ့အမှတ်၁စစ်ဒေသလောက်ကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကပူးပေါင်းပါဝင်တက်ခိုက်နေခဲ့လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ပဲခူးတန်လေဗရန်လွန်နယ်မူတန်းရွာကလည်းငပြောလုံးရွာကိုစမ်းအိတ်သွားဖို့တဲ့ సైకిల్ ကယ်ရီသမားတုံးကိုအကြမ်းဖက်စစ်ကောင်စီတပ်က PDF ထောက်ဖို့လို့ဆွဆွဲဖန်စီပြီး ကျင်းတူခိုင်းကပြစ်တန့်မြင့်မြုပ်ဖြစ်ခဲ့လေလို့တာရီခရံတရင်38တညနဲ့တည်နေပြန်ကြရတဲ့ဝန်ခံရဲဘော်ဒူးရကပြပြပါရယ်ပြီးခဲ့တဲ့ဩဂတ်စာ23ရက်နေ့နေ့လယ်12:00လောက်မှာလေဗရန်မြို့နယ်မူရန်ရွာကနေငါပြောတော့ရွာကိုဆန်အိတ်နှိပ်တင်ဆောင်ကဆိုင်ကယ်3စီးနဲ့တွားရောက်ပို့ဆောင်ခဲ့တဲ့ဆိုင်ကယ်ကလေးသမား3ဦးကိုအကြမ်းဖက်စစ်သားတွေက PDF ထောက်ဖို့လို့ဆိုကဖမ်းဆီးခဲ့တာလည်းဖြစ်ပါရယ်ဆိုင်ကယ်ကလေးသမား3ဦးကိုအကြမ်းဖက်တပ်သားတွေက ကျင်းတူခိုင်းပြီးပြစ်တက်ကရုံလောင်းတွေကိုမြေမြုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ တည်ဆုံသွားတဲ့ဆိုင်ကယ်ကယ်ရီသမား၃ဦးဟာမင်းလာမြို့နယ်ငလာဆန်းရွာကကိုကျော်တက်လေဗရန်မြို့နယ်မူရန်ရွာကမက်စင်မာရဲ့အမျိုးသားဖြစ်သူနဲ့အမည်မသိပြည်သူတို့တို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီပြည်သူ၃ဦးကိုတပ်ဖြတ်ခဲ့တဲ့အကြမ်းဖက်စစ်ကြောင်းကိုဩဂတ်လ24ရက်နေ့ကလေဗရန်မြို့နယ်ရင်ငန်ကျေးရွာနေတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားပြတ်တက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်သား20ကျော်ဟာတေသွားတာဖြစ်ပြီး၁၀ဦးကိုအရှင်ဖမ်းဆီးရမ်းမိခဲ့လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ကိုကန် MND တက်မတော်မှာဗမာတိုင်းသားရဲဘော်73ကဂရိတ္တစာပြုပဝင်ပြီးတသားတစ်တွေဖြစ်လာတယ်လို့ MND ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဩဂတ်စာ23ရက်နေ့မှာကိုမိုးထွန်းဦးဆောင်တဲ့ဗမာရဲဘော်73ဟာအသက်ဆက်ဆက်စစ်ယူနီဖောင်းတွေဝတ်ဆင်ကမြမအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော်မှာ တရားဝင်ပါဝင်ဖို့ MND တက်မတော်အလန်ရှိမှ၄နှစ်စွာဂရဋ္ဌသစ္စာပြုခဲ့ကြတယ်လို့ MND ကသတင်းထုတ်ပြန်ထားပါတယ်။အဲဒီတက်သားသည့်ကျိုးစိုးဝဲအခမ်းအနားကိုကိုခိုင်ခရံအုတ်ချုပ်ရေးကော်မတီရဲ့ဒုတိယအတွင်းမှုနဲ့ဒေသခံစစ်ပယ်နဲ့နိုင်ငံရေးဌာနကတာဝန်ခံပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါဗျ။အခမ်းအနားမှာဒုတိယအတွင်းမှုကတက်သားသည့်ဗမာရဲဘော်စစ်တုံးနဲ့ရင်းနှီးနှီးအမှားစကားပြောကြားခဲ့တယ်လို့ ဂရိသစာပြုဝဲပြီးဆုံးသွားတာနဲ့စစ်မှန်တဲ့မဟာမိတ်စစ်တီတူဖြစ်လာတော့မယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါအမြင်စစ်မှုထမ်းခြင်းဆက်ရဆက်နှုံးတွေကိုအချိန်တိုင်းတင်းကျပ်စွာစောက်ကင်ထားဖို့နဲ့စစ်မှုထမ်းစဉ်အတွင်းဂရိသစာစကားကိုအမြဲတည်းရဖို့တောင်းဆိုခဲ့လို့ MND ကထုတ်ပြန်ထားပါတယ်။မတူညီတဲ့တာဝန်တွေရှိပြီးဘာသာစကားကွဲပြားပေမဲ့ သူတို့ဟာမဟာမိတ်တပ်ဖွဲ့မိသားစုကြီးရဲ့တပ်ဖွဲ့ဝင်တွေဖြစ်နေစေဖြစ်တယ်လို့ဒုတိယအတွဲမှုကတသားတက်တွေကိုအလေးပေးပြောဆိုခဲ့လို့လဲဆိုပါရယ်2015ခုနှစ်အစောပိုင်းမှာဗမာစစ်တုံးဘန်းတွေနဲ့လက်လက်ချအလင်းဝင်သူတွေဟာမဟာမိတ်တပ်ကိုတရားဝင်ဝင်ရောက်ခဲ့ကြပြီးဗမာရဲဘော်တို့မှာကိုကံစကားကိုကျွမ်းကျင်စွာပြောဆိုတက်နေပြီလို့လဲ MND ကသတင်းထုတ်ပြန်ထားပါရယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ရခိုင်ပြည်နယ်ကရ ेंजर လူမျိုးတုံတပ်ဖြတ်မှု9နှစ်ပြည့်အဖြစ် ကျူးလွန်တဲ့မြန်မာစစ်တပ်ကိုချက်ချင်းအရေးယူဆောင်ရွက်ဖို့အရက်ပဲအဖွဲ့၃ခုဖြစ်တဲ့သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုမြန်မာဒီမိုကရေစီကာကွယ်မြင့်တင်ရေးလှုပ်ရှားမှုနဲ့ရှေ့ပြည့်အတန်အဖွဲ့တို့ကတောင်းဆိုလိုက်ပါတယ်၂၀၁ခုနှစ်မှာမြန်မာစစ်အုပ်စုကကျူးလွန်ခဲ့တဲ့ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုခုနှစ်ပြည့်တဲ့နေ့မှာထိခိုက်ခံစားခဲ့ရသူတွေနဲ့ရှင်သန်ကြင်ရစ်သူတွေအလုံးတွေ တရားမျှတမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိလာစေရေးအတွက်ရိုဟင်ဂျာတိုင်းဝန်နဲ့ရက်ဖက်အဖွဲ့၃ဖွဲ့ကခိုင်မာစွာအတူတကွရပ်တည်နေတယ်လို့ထုတ်ပြန်ထားပါဗျ ရခိုင်ပြည်နယ်တွင်ရိန်ဂျာများပေါ်ရက်ဆက်ကြံ့ကြုံမှုတွေလှင်မြန်စွာမြင့်တက်လာနေတာကြောင့်နန္ဒကာအတန်းဝတ်အနေနဲ့လည်းမြမဆုစုကကျွတ်လွန်ထားတဲ့ကြီးလေးတဲ့နန္ဒကာရဆွေမှုတွေအတွက်အလုံးစုံပြစ်ဒဏ်ကင်းလွတ်ခွင့်အဆုံးသတ်ရေးချက်ချင်းဆောင်ရွက်ဖို့အရက်ပဲအဖွဲ့အသုံးခုကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ကမ္ဘာတိုင်ဝမ်ကအနေနဲ့လည်းရိန်ဂျာတွေကိုမမေ့မလျော့ပဲသူတို့ပေါ်ကျွတ်လွန်နေတဲ့ရက်ဆက်ကြံ့ကြုံမှုတွေကိုရပ်တန့်ဖို့နဲ့ ကျူးလွန်မှုတွေထပ်မံမဖြစ်ပွားစေရေးကာကွယ်ရန်ဆုံးဖြတ်ချက်အခိုင်အမာချမှတ်ကဆောင်ရွက်ရမယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်မြန်မာနိုင်ငံရဲ့အားလုံးပါဝင်မှု ရှိတဲ့ Federal Democracy လမ်းကြောင်းပုံတံဖော်ဆောင်ချိန်မှာနိုင်ငံသားဖြစ်ခွင့်အပါအဝင် Ranger တွေရဲ့အခွင့်အရေးအပြည့်အဝပြန်လည်ရရှိရေးနဲ့အတူမျိုးဥတော်လန်ရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ Ranger တွေရဲ့အတိတ်ပဲပြည့်ဝတဲ့ပါဝင်မှုဖြစ်စေရေးအတွက်လည်းတောင်းဆိုအပ်တယ်လို့လည်းရက်ဘက်အဖွဲ့သုံးခုကထုတ်ပြန်လိုက်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။နောက်တော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။